သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့အော်တိုဘားလ23ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဇုံတိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါရခင်ဗျာ။ပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြောက်ဝတီမြို့နယ် KK Pack မှကြားပြန့်လုတ်ကင်နေတဲ့နိုင်ငံခြားသား600ကျော်မင်းဆောင်မျိုးကိုထွက်ပြေးရောက်ရှိလာပြီးအရေးအတွက်ထပ်မံမြင့်တက်လာနိုင်ကတရုတ်တချို့တောင်ရင်းမြစ်အတွင်းကို ခုံချရေကူးထွက်ပြေးကြတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်တိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ် KK Pack မှကြားဖြန့်လုတ်ကိုင်းတဲ့နိုင်ငံသား600ကျော်မဲဆောက်မြို့ကိုထွက်ပြေးရောက်ရှိလာပြီးအရေးအတွက်ထပ်မံမြင့်တက်လာနိုင်ကြောင်းနယ်စပ်သတင်းရင့်မြစ်များနဲ့တိုင်းသတင်းဌာနများရဲ့ထုတ်ပြန်ကြေညာသိရှိရပါတယ်။အော်တိုဘားလ22ရက်နေ့မှစတင်ပြီး KK Pack အတွင်းမှကြားဖြန့်လုတ်ကိုင်းနေတဲ့မြန်မာများနဲ့နိုင်ငံသားများကိုလုံခြုံရေးယူပေးထားတဲ့ BGF တပ်ဖွဲ့ကနှင်ထုတ်နေရာမှာ ယမန်နေ့ညပိုင်းမှာစတင်ပြီးထိုင်းနိုင်ငံမဲဆောက်မြို့ဘက်ကိုတရုတ်နိုင်ငံသားများအပါအဝင်နိုင်ငံသားများရာချီထွက်ပြေးတင်းရှောင်နေကြကြောင်းတရုတ်နိုင်ငံသားတွေဟာထိုင်းမြန်မာနယ်စပ်တောင်ရင်းမြစ်ကိုရေကူးဖြတ်ကူး၍မဲဆောက်မြို့ကိုတပွဲပွဲ ရောက်ရှိလာနေကြကြောင်းသိရှိရပါတယ်။မြောက်ရီမြို့ပေါ်ဟိုတယ်တဲကိုကန်းတွေလည်းအပြည့်ပဲအရေးကြီးတဲ့တရုတ်ကြားဖြန့်သတိကြီးတွေကိုတော့ BGF နဲ့ DKBA ကခုလုံးကွင်းပေးထားတယ်အလုတမားနဲ့အလုကြီးကျက်တွေလောက်ပဲအဆင့်ရှိတဲ့တရုတ်တွေကတော့အဆင့်ပြည့်တဲ့နေရာပြေးကြတယ် KK ဖက်ကနေမြဝရီကိုစိုက်ကဲကယ်ရီတွေကားငားတွေလည်းအလုတ်အယံဖြစ်နေတယ်။တရုတ်တချို့တောင်ရင်မြစ်ကိုရေကူးဖြက်ကူးပြီးပြေးကြတာလည်းရှိတယ်။အဓိကက BGF ကနှင်းလွန်နေတာ KK ဖက်ကအဓိကတာဝန်ယူထားတာက BGF တွေပဲလို့မြဝရီမြို့ခြေဆိုင်နေဆက်တရင်ရှင်းမြစ်ကဆိုပါတယ်။ထိုင်းအာနာပိုင်တွေကလည်းမြဝရီမြို့ KK ဖက်ဘက်ကနေထွက်ပြေးလာတဲ့နိုင်ငံသားတွေကိုစစ်စစ်လက်ခံနေပြီးယာယီထားရှိရနေရာများစီစဉ်နေကြောင်း လက်တလော့နိုင်ငံသားသားအရေးအတွက်600ကျော်ကိုလက်ခံထားပြီးမကြမီအရေးအတွက်ထောင်ကျော်သွားနိုင်တဲ့အတွက်ယာယီထားရှိရမယ့်နေရာများထပ်မံဖန်တီရှာပွေနေကြောင်းထိုင်းသတင်းများကဆိုပါတယ်အချမ်းဖတ်စစ်တပ်က KK Pack ကိုဝင်ရောက်စီးနင်းရန်ရှိနေတဲ့ဆိုတဲ့သတင်းတွေကလည်းထွက်ပေါ်လျက်ရှိတဲ့အတွက် KK Pack အတွင်းမှာကြားဖြန့်လုတ်ကင်သူများထောင်တောင်းချီထွက်ခွာနေရမှာလုံခြုံရေးအဆောင်ကရင်နေချားဆောင်တပ် BGF တွေကလည်းဂိတ်နဲ့လုံခြုံရေးနေရာတွေအားလုံးကိုဖွင့်ပေးထားကြောင်းသိရှိရပါတယ် အော်တိုဘာလ19ရက်နေ့ကအချမ်းဖတ်စစ်တပ်ကမြဝရီမြို့နယ်အတွင်းမှာရှိတဲ့ KK ဖက်ကိုဝင်ရောက်စီးနင်းခဲ့ရမှာဆောက်လုပ်ပြီးအဆောက်အုံတစ်ထပ်တိုက်10လုံး၊နှစ်ထပ်တိုက်အလုံး100၊၄ထပ်တိုက်အလုံး20၊၅ထပ်တိုက်2လုံး၊တစ်ထပ်တိုက်ဈေးဆိုင်ကန်20၊နှစ်ထပ်တိုက်ဈေးဆိုင်ကန်30၊တစ်ထပ်တိုက်915လုံး၊နှစ်ထပ်တိုက်920လုံး၊၄ထပ်တိုက်910လုံး၊ဆောက်လုပ်စဲနှစ်ထပ်တိုက်21လုံး၊၃ထပ်တိုက်10လုံး၊၄ထပ်တိုက်9လုံး၊၅ထပ်တိုက်9လုံးနဲ့ တထက်တိုက်စီဗီကန်နှခမ်းတို့တွေ့ရှိခဲ့ကြောင်းစတာလင်းဆလောင်အစုံ30နဲ့ဆက်ဆက်ပစ္စည်းများသိမ်းဆည်းရမိခဲ့ပြီးအလုတ္တမအမျိုးသား1645ဦးအမျိုးသမီး455ဦးလုံခြုံရေးအမျိုးသား68ဦးစုစုပေါင်း2198ဦးတွေ့ရှိခဲ့ကြောင်းစစ်တပ်ကထုတ်ပြန်ထားပါတယ်မြောက်ရီမြို့နယ် KK Park မှာစစ်တပ်လက်အောက်ခံ PGF ခေါင်းဆောင်စောချစ်သူဦးဆောင်တဲ့တပ်ဖွဲ့တွေက UCB ကြောက်ဖြန့် online ငွေလိပ်လုပ်ငန်းတွေကိုလက်ခံထားခြင်းလည်းဖြစ်ပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းဝက်လက်အရာတော်မြို့နယ်အဆက်ကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုတော်လန်ရေးတပ်တွေကပူးပေါင်းကြားဖြတ်တိုက်ခိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစကိုင်းမြို့နယ်ဝက်လက်မြို့နယ်နဲ့အရာတော်မြို့နယ်အဆက်ကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရမှာစစ်တပ်ဘက်ကထိခိုက်သူများပြားကြောင်းတော်လန်ရေးတပ်ဖွဲ့တွေကပြောဆိုပါရတယ်။အော်တိုဘားလ21ရက်နေ့စကိုင်းမြို့နယ်ဝက်လက်မြို့နယ်နဲ့အရာတော်မြို့နယ်အဆက်ကိုစစ်ကြောင်းထိုးနေတဲ့ ကြောက်ကုန်းရွာမှာစစ်သားနဲ့ပြူစောထီမြောက်ပူးပေါင်းထားတဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းရှိရာကို RPG ကြားရောက် ပောက်ကွဲခဲ့ခြင်းကြောင့်စစ်သားများထိခိုက်မှုများပြားခဲ့ကြောင်းလက်ရှိအချိန်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာဖွဲ့စည်းပုံပြည့်၍စုခွာထွက်ပြေးနေရပြီးနှစ်ဦးမှတိုက်ဆုံနိုင်ကခုနှစ်ဦးပြင်းထန်ဒဏ်ရာရရှိထားကြောင်းသိရှိရပါတယ်။ကျွန်တော်တို့ကစစ်ခွေးစစ်ကြောင်းနဲ့ထိတိုက်တွေ့တော့သူတို့ကစပစ်တာ ကျွန်တော်တို့မဟာမိတ်တွေက RPG နဲ့ပြန်ထုတာသူတို့ကြားတယ်တိတာအကုန်လွင့်စင်သွားတယ်တိုက်ပွဲကြခြင်းကတနိုင်ခွဲကျော်ကြားတယ်စစ်ခွေးတွေအထိနာပြီးဖွဲ့စည်းပုံပြတ်သွားတယ်အတွင်တရင်အရာစစ်ခွေးနှစ်ကောင်အသက်ကြီးစီထိုးထားရတယ်သိဆုံးနိုင်တယ်ခုနှစ်ကောင်ကတော့အပြင်းထန်ကုနေရတယ်အခြားထိတာတွေလည်းများတယ်လို့သိရပါတယ်ကျွန်တော်တို့ဘက်ကရဲဘော်နှစ်ဦးကတော့အနည်းငယ်ထိမိတာရှိတယ်လို့တိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့ဒေါ်လန်ရဲဘော်တအူးကဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို ရဲဘော်၃ချိတ်စစ်စင်ရေးအမိနဲ့မဟာမိတ်အဖွဲ့၃ဘွဲ့ဖြစ်ကြတဲ့စားတော်မိုဂျို B Fighters Revolution Army BFRA ဝက်လက်အဖွဲ့တင်မှ Pro Life နဲ့ဂျင်းစုအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ယင်း၃မြို့နယ်အဆက်ကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးရန်ထပ်မံပြင်ဆင်နေတဲ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်တဲ့အတွက်ပြည်သူများတတိပြုနေထိုင်ကြပါရန်တော်လိုင်းတပ်ဖွဲ့တွေကအတိအပြပြောဆိုထားပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ခွင့်ရရှိမှာမဟုတ်ဘူးလို့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကထုတ်ပေါ်ပြောဆိုပြီးစစ်လော်ဘီတွေကမင်းအောင်လှိုင်အစည်းအဝေးတက်ခွင့်ရတယ်လို့ဝါရဖျက်မှုများအဆုံးသက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်အနေနဲ့အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ခွင့်ရရှိမှာမဟုတ်ကြောင်းအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကတရားဝင် ထုတ်ပေါ်ပြောဆိုလိုက်တယ်လို့ မလေးရှားပါနမသတင်းဌာနကသတင်းဖော်ပြပါတယ်။အော်တိုဘားလ26ရက်နေ့မှအော်တိုဘားလ28ရက်နေ့အထိမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာ58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်မယ်။ခေါင်းဆောင်စီးရင်တဲ့ပါမဲအောင်လိုင်းပါဝင်တယ်လို့အကြံဖတ်စစ်တပ် lobby တွေကဝါဒဖြန့်နေမှုတွေဟာယခုအခါမှာမလေးရှားဝန်ကြီးချုပ်ရဲ့တရားဝင် ထုတ်ပေါ်ပြောဆိုမှုကြောင့်အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။မလေးရှားဝန်ကြီးချုပ်ရဲ့အဆိုအရမြန်မာစစ်ခေါင်းဆောင်မဲအောင်လိုင်းမှာ အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်မှာမဟုတ်ဘူးလို့အတည်ပြုလိုက်ခြင်းဖြစ်ပြီးမြန်မာနိုင်ငံရဲ့အကြက်တဲကိုဖြည့်ရှင်းဖို့အာဆီယံအနေနဲ့ဘုံသဘောတူညီချက်၅ရက်အပေါ်မှာသာဆက်လက်ရည်တည်စေဖြစ်ကြောင်းဘုံသဘောတူညီချက်၅ချက်ကိုခိုင်မာစွာစုပ်ကင်ထားစေဖြစ်ကြောင်းတရားဝင် ထုတ်ပေါ်ပြောဆိုပါတယ်။လာမယ့်၄၈ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာဖိလစ်ပိုင်နိုင်ငံကအာဆီယံဥက္ကဋ္ဌရာထူးကိုလွှဲပြောင်းရယူရမှာဖြစ်ပြီးတီမောနိုင်ငံမှာလည်းအာဆီယံအဖွဲ့ဝင်နိုင်ငံတစ်တခုဖြစ်လာမှာဖြစ်ပါတယ်။ အကျန်းဖတ်စစ်ခေါင်းဆောင်မင်းအောင်လိုင်က2021ခုနှစ်စတင်အာဏာသိမ်းချိန်ကတည်းကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖော်ရန်ပြက်ကွက်မှုနဲ့အာဆီယံကထိပ်သီးအစည်းအဝေးများနဲ့နောက်ဆက်တွဲအစည်းအဝေးတွေကိုတက်ရောက်ခွင့်ပိတ်ပင်ခဲ့ရခြင်းဖြစ်ကငါးနှစ်ဆက်တိုက်အာဆီယံအစည်းအဝေးများတက်ရောက်ခွင့်မရရှိခဲ့ခြင်းဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မုံဝင်ကြီးကျုပ်ရဲ့ထူးခြားတဲ့အရေးချင်းမှာဒေတာရင်းလောင်းကစားဇက်သွင်းနိုင်ခြင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တရားမဝင်ရွေးကောက်ပွဲပြီးမဝင်ကြီးချုပ်ဆက်ဖြစ်မဲလို့သတင်းကြည့်နေတဲ့အောင်ကြည်သိန်းရဲ့သူမတူအောင်ထူးချွန်တဲ့အရေးချင်းမှာဒေတာရင်းလောင်ကစားဇက်သွင်းနိုင်ခြင်းပင်ဖြစ်ကြောင်းသိရှိရပါတယ်။အာနာသိန်းပြီးချိန်မှစတင်ပြီးမင်းအောင်လိုင်ခန့်တဲ့အတွက်မဝင်ကြီးချုပ်ဖြစ်လာတဲ့အောင်ကြည်သိန်းဟာဝင်ကြီးချုပ်တတန်း၄နှစ်ကျော်လာပြီဖြစ်ပေမဲ့လည်း၎င်းရဲ့လှုပ်ဆောင်ချက်ကြောင့်ဒေတာရင်းဖွင့်ပြလာတယ်လို့ထုံနှုတ်ဖော်ပြစရာမရှိပေမဲ့လည်းအာဂရိလိုက်စားရာမှာတစ်ဖက်ကန့်ခတ်ကြွန့်ကျင်ကြောင်း မော်လမြိုင်တားတိုင်းတိကြတယ်လို့မော်လမြိုင်မြို့ခံလူမှုကွန်ရီရေးသမားတဦးကဆိုပါတယ်။လင်းနစ်ကျော်တက်တန်းအတွင်းမှာအောင်ကြည်သိန်းရဲ့အောင်မြင်မှုကိုပြပါဆိုရင်တော့မော်ပြည်နယ်ရဲ့မြို့တော်မော်လမြိုင်ကိုလောင်းကစားမြို့တော်အဖြစ်တည်ဆောက်ပြနိုင်တာပဲလို့၎င်းက MPA ကိုပြောပါတယ်။မွန်ပြည်နယ်ပြည်ခိုင်ပြိုပါတီဥက္ကဋ္ဌလည်းဖြစ်သူအောင်ကြည်သိန်းဟာ၎င်းရဲ့ဇာတိဖြစ်တဲ့ချောင်းစုံမြို့နယ်ကိုပင်မချန်းလောင်းကစားဇက်သွင်းကဖျက်ဆီးခဲ့ပြီးယခုစစ်ကော်မရှင်ပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲမှာချောင်းစုံမြို့နယ်မဲဆန္ဒနယ် မဲအများဆုံးရသူအနိုင်ယူစနစ်မှာပြည်ခံဖြိုးပါတီအမတ်လောင်းဖြစ်ဝင်ရောက်ရှင်းပြအုံမှာဖြစ်ကြောင်းချောင်းစုံမြို့နယ်ကလွေရွာသားတအုပ်ကဆိုပါတယ်။ကောင်းရောက်ကောင်းဝယ်လုတ်ကင်စားတောင်းနေကြတဲ့ချောင်းစုံရွာသားတွေအားလုံးကအောင်ကြည်သိန်းဆိုရင်노ပဲ။ချောင်းစုံမှာလောင်ကစားဝိုင်းစလုပ်တယ်။ချောင်းစုံတမြို့နယ်လုံးလောင်ကစားကြောင့်ဖြူကပြကကြတော့မှမော်လမြိုင်မြို့ပေါ်လောင်ကစားဝိုင်းထက်ရွှေတယ်။အခုဆိုမော်လမြိုင်မြို့ပေါ်မှာဘာသာရေးအကြောင်းပြပြီးဇပွဲတွင်းပြီးလောင်ကစားဝိုင်းပေါ်တင်လုံနေတာနှစ်ပေါက်နေပြီ။ လောင်ကစားဝိုင်းကနေအောင်ကြည်သိန်းတို့ကလိုင်းကြီးရနေတယ်လို့၎င်းက MPA ကိုပြောပါတယ်။အောင်ကြည်သိန်းဟာ၎င်းရဲ့စာတီရွာဖြစ်တဲ့ချောင်းစုံမြို့နယ်ကွန်ရိုက်ရွာပင်မချန်ဘဲဇက်ပွဲတွင်းကလောင်ကစားဝိုင်းခင်းချင်းအမှုကိုကျူးလွန်ခဲ့သူဖြစ်ကြောင်း၎င်းကဆိုပါတယ်။ချောင်းစုံဆိုတာသူ့စာတီမြို့ဖြစ်ပေမဲ့အောင်ကြည်သိန်းလှုပ်ပေးခဲ့တာဒီလင်းနစ်ကျော်မှာဘာမှမမေ့ရရမရှိဘူး။သူလှုပ်ပေးခဲ့တာလောင်ကစားဝိုင်းဖွင့်ပေးတာပဲရှိတယ်။ချောင်းစုံသားတွေလည်းမမေ့ပါဘူး။တချိန်မှာအောင်ကြည်သိန်းနဲ့အပေါင်းပါတွေက တရားစွဲပြီးကြိုးစင်ပေါ်ပို့မှာပါလို့အဝေးရောက်ချောင်းစုံမြို့သားတအူးကပြောပါတယ်။မွန်ပြည်နယ်အတွင်းမှာရှိတဲ့မော်လမြိုင်ချောင်းစုံနဲ့ကျိုင်မယောတို့မှာလောင်ကစားဝိုင်းတွေကိုဥပဒေစိုးမိုးမှုအားနည်းတဲ့နေဆက်မြို့များပမာတရားဝင်ပြုလုပ်လျက်ရှိပါတယ်။မော်ပြည်နယ်အတွင်းရွေးကောက်ပွဲအပိုင်း၁ဝင်ရောက်ရန်မင်းအွန်လိုင်းကတိုက်ရိုက်ဆေးလွတ်သူများထဲမှာဝန်ကြီးချုပ်အဆင့်မှန်းနိုင်တဲ့အငိမ့်စားဗိုလ်ချုပ်အဆင့်များမပါခြင်းနဲ့လက်ရှိစစ်ကော်မရှင်ခန့်မွန်ဝင်ကြီးချုပ်အောင်ကြည်သိန်းချောင်းစုံမြို့နယ်ပြည်နယ်လွတ်တော်မဲဆန္ဒနယ်မှာ ဝင်ရောက်ရှင်းပြိုင်မှာဖြစ်တဲ့အတွက်အောင်ကြည်သိန်းဒီသာလျှင်မုံဝင်ကြီးချုပ်ဆက်ဖြစ်မယ်လို့သတင်းကြည့်နေကအောင်ကြည်သိန်းနဲ့ပေါင်းပြီးတရားမဝင်စီးပွားရှာနေတဲ့ရဇဝိကိုင်းသားလုပ်ငန်းရှင်များအော်တိုဘာလကုန်ပိုင်းကမော်လမြိုင်မှာအောင်ပွဲခံနေကြကြောင်းပြည်내အစိုးရအဖွဲ့ရုံးတဲ့နှိစက်သူတယောက်ကပြောပါတယ်။မော်ပြည်내အတွင်းရွေးကောက်ပွဲအပိုင်းတစ်ကိုကြိုက်ထူကြိုက်မယုံချောင်းစုံမော်လမြိုင်နဲ့တထုံမြို့နယ်တို့မှာဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်သွားမယ်လို့တရားမဝင်ရွေးကောက်ပွဲကော်မရှင်ကဆိုထားပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အတူအောင်ရွေးကောက်ပွဲကိုအာဆီယံကပြည့်ပြတ်တတ်တာပယ်ချရင် Tom Andrews 3 base ရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာဆေးဟုတ်ချုပ်ရေးကိုပုံမခိုင်မာစေပြီးနိုင်ငံတကာဖိအားများလျှော့ချရန်ရည်ရွယ်တဲ့တရားမဝင်ရွေးကောက်ပွဲများကျင်းပမဲ့စစ်ကော်မရှင်ရဲ့အစီအစဉ်တွေကိုအာဆီယံခေါင်းဆောင်တွေကပြည့်ပြတ်တတ်တာပယ်ချရမှာဖြစ်ကြောင်းကုလသမဂ္ဂကျွမ်းကျင်သူတဦးကပြောကြားလိုက်ပါတယ်။အာဆီယံကမြန်မာနဲ့ပတ်သက်တဲ့မဟာပြူဟာဘိုက်မှာလမ်းစုံလမ်းကွာကိုရောက်ရှိနေပြီလို့ 48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တော်မန်ဒရုစ်ကပြောကြားလိုက်ပါတယ်။လွန်ခဲ့တဲ့၄နှစ်ကျော်ကလက်မှတ်ရေးထိုးခဲ့တဲ့အာဆီယံရဲ့အချက်၅ချက်သဘောတူညီချက်ကိုစစ်အစိုးရကမတိမဲမြင်ပြုခဲ့ပါတယ်။အခုဆိုနိုင်ငံရဲ့အကျဉ်းသားတောင်းနေချီပြီးအကျဉ်းထောင်တွေတွေရောက်နေပြီးလွတ်လပ်စွာပြောဆိုခွင့်နဲ့တရင်လွတ်လပ်ခွင့်ကင်းမဲ့နေကအရက်သားတွေကိုစီရေးအရာတိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေပေမဲ့စစ်ကော်မရှင်က အတူယောင်ရွေးကောက်ပွဲကို အာဆီယံကတရားဝင်အတိမတ်ပြုတာလိုချင်နေပါတယ်လို့အင်ဒရုစ်ကပြောပါတယ်။အာဆီယံရဲ့ရည်ရွယ်ချက်ကောင်းတဲ့အချက်၅ချက်ပါပုံသဘောတူညီချက်တွေကိုမြန်မာနိုင်ငံကိုငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးလမ်းကြောင်းပေါ်ကိုမရောက်ရှိစေခဲ့ကြောင်း၎င်းကဆိုပါတယ်။စစ်ကောင်စီရဲ့လိန်လေလှည့်ဖျားတဲ့ရွေးကောက်ပွဲကိုအတိမတ်ပြုလိုက်တာကမြန်မာနိုင်ငံကို နောက်ပြန်ဆုတ်ဆီးမှာဖြစ်ပြီးအကာအကွယ်မပေးတဲ့အရာကိုကာကွယ်ပေးရရောက်ပါတယ်လို့အင်ဒရုစ်ကပြောကြားခဲ့ပါတယ်။အာဆီယံခေါင်းဆောင်တွေဟာ စစ်ကော်မရှင်ရဲ့လက်စားမှုကိုတရားဝင်ဖြစ်စေမဲ့မြည်သည့်အရာကိုမဆူရှောင်ရှားရမှာဖြစ်ပြီးယင်းမှာရွေးကောက်ပွဲစောင့်ကြည့်သူများဆွေးလွတ်ခြင်းနဲ့ပါဝင်ကြောင်းအထူးကိုယ်စားလှယ်ကပြောကြားခဲ့ပါတယ်စစ်တပ်ကအကြမ်းဖက်နေနှင်းမှုတွေပြုလုပ်ပြီးနိုင်ငံကောင်းဆောင်တွေကိုဖမ်းဆီးကာအခြေခံလွတ်လပ်ခွင့်တွေကိုချိုးဖောက်နေချိန်မှာရွေးကောက်ပွဲကလွတ်လပ်တရားမျှတပြီးယုံကြည်စိတ်ချရမှာမဟုတ်ပါဘူးလို့အန်ဒရုစ်ကဆိုပါတယ်တာဝန်ခံမှုတောင်းဆိုရန်စစ်ကောင်စီရဲ့အကြမ်းဖက်မှုအဆုံးသတ်ရန် သက်ဆိုင်သူအားလုံးနဲ့အတိတ်ပဲရှိတဲ့နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ရန်လူသားချင်းစာနာမှုအကူအညီတွေကိုအတားဆီးမရှိဝင်ရောက်ခွင့်ပေးရန်တို့ကိုတောင်းဆိုခြင်းဖြင့်ခေါင်းဆောင်မှုပြသရန်အာဆီယံကိုမြန်မာပြည်သူများကမျှော်လင့်နေကြောင်းလည်းအင်ဒရုစ်ကပြောပါတယ်။လာမယ့်ဒေသီအစည်းအဝေးဟာအာဆီယံရဲ့ယုံကြည်ကိုးစားနိုင်မှုကိုအဆုံးဖြတ်ပေးမယ့်အခိုက်အတန့်ဖြစ်တယ်လို့အင်ဒရုစ်ကပြောကြားခဲ့ပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြင့်ငယ်အထက်တန်းကျောင်းမှာဓာတ်ထုမှုဖြစ်ပြီးကျောင်းသားကျောင်းသူ၃ဦးစေယုံ တင်ထားရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းအမရပူရမြို့နယ်မြင့်ငယ်မြို့အထက်တန်းကျောင်းမှာအော်တိုဘားလ22ရက်နေ့နေ့လယ်12နာရီခွဲကအရက်သားတစ်ယောက်က grade 11ကျောင်းသားကျောင်းသူ၃ယောက်ကိုဓာတ်နဲ့ထိုးသွားလို့စေယုံတင်ထားရတယ်လို့မြို့ကန်တွေစီကနေသိရှိရပါတယ်။ယမန်နေ့နေ့လယ်12နာရီခွဲကအရက်သားလူငယ်တစ်ယောက်ကညီမဖြစ်သူကိုအေးအေးပူပေးမယ်ဆိုပြီး grade 11 b အခန်းတွင်ဝင်ကကျောင်းသူတယောက်ကိုလေပင်းညက်ဓာတ်နဲ့ထိုးပြီးဝင်ဆွဲတဲ့ကျောင်းသားတယောက်နဲ့ကျောင်းသူတယောက်ပါဓာတ်နဲ့ထိုးခံရတာလို့မြို့ခံတယောက်ကပြောပါတယ်။မုတ်စားစင်းချိန် grade 11 b ကမ်းမှာဖြစ်သွားတာ။အဲ့ဒီကောင်လေးကသူ့ညီမကိုမုတ်ပေးမယ်ဆိုပြီးဝင်လာတယ်။အခန်းထဲရောက်တော့ကျောင်းသူလေးကိုလေပင်းကိုညှစ်ပြီးဓာတ်နဲ့ထိုးတာ။ဘေးကတငယ်ချင်းတွေကဝင်ဆွဲတယ်။ဝင်ဆွဲတဲ့တငယ်ချင်းနှစ်ယောက်ကိုလည်းဓာတ်နဲ့ထိုးပြီးထွက်ပြေးသွားတယ်။၃ယောက်စလုံးစိတ်ယုံမှာပါလို့ဆိုပါတယ်။ဓာတ်နဲ့ထိုးခံရသူတွေဟာ grade 11b ဝိဇ္ဇာတွဲအခန်းမှာမဆုမြနုဦးမရွှေစင်ငိမ့်နဲ့မောင်ဝင်းထွန်းမျိုးတို့ဖြစ်ပြီးမန္တလေးစေယုံကြီးကိုစေကုသဖို့ပို့ဆောင်ထားရတယ်လို့အုတ်ချုပ်ရင်းနဲ့နှီးဆက်သူတယောက်ကပြောပါတယ်။ဒါနဲ့ထိုးရတဲ့အကြောင်းရင်းကိုမသိရသေးပေမဲ့အပြင်လူကိုကျောင်းဝင်းတဲကိုဝင်ကွင်းပြုတဲ့ဆရာဆရာမတွေမှာပဲတာဝန်ရှိတယ်။သူညမကိုခေါ်ပေးပြီးကျောင်းအပေါက်ဝမှာမုံနဲ့အေးအေးပေးလို့မရဘူးလား။ဒါနဲ့ထိုးခံရတဲ့၃ယောက်ထဲမှာလေဘင်းကိုဒါနဲ့ထိုးခံရတဲ့ကလေးမကစိုးရင်ရတယ်။ ကျန်တဲ့နှစ်ယောက်ကဝင်ဆွဲတော့လက်တွေပဲရှက်တီတာလို့ဆိုပါတယ်လက်တလုံးမှာចောင်းသားចောင်းသူ၃ယောက်ကိုမန္တလေးစီးရင်ကြီးမှာစေကူတမှုခံယူနေရပြီးဓာတ်နဲ့ထိုးခဲ့တဲ့ဝိုင်းဝိုင်းစိုးသူလူငယ်ကိုရဲတွေကဖမ်းမမိသေးဘူးလို့သူကပြောပါတယ်စစ်တပ်အာဏာသိမ်းပြီး2021ခုနှစ်ကနေ2025ခုနှစ်အတွင်းရန်ကုန်နေပြည်တော်မန္တလေးအေရဝတီနဲ့မွန်ပြည်နယ်ကစာတင်ចောင်းတွေမှာအုပ်စုဖွဲ့အနိုင်ကျင့်မှုနဲ့ရန်ဖြစ်တာတွေကြောင့် ကျောင်းသား၂ယောက်သေဆုံးက6ယောက်ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါရခင်ဗျာဟုတ်ကဲ့ပါအခုလို့ဆုံးတီနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်နောက်ထပ်ပြည်ရင်ပြပါသတင်းတော်လန်ยีပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာကြပါစေ